မင်္ဂလာညနေခင်းပါရှင်။နိုဝင်ဘာလ12ရက်နေ့ညနေ4:00နာရီညနေခင်းသတင်းတွေကိုစတင်ပြထားရထုတ်လင်းတင်ဆက်ပေးပါရမယ်။ဒီနေ့ညနေခင်းသတင်းတွေမှာတော့ပြည်ဦးလေးမြို့မှာရှိတဲ့ရွှေဆိုင်ဒီဇိုင်းဓမြတိုက်ခံရမှုဖြစ်ပွားပြီးဝန်ထမ်းတအူးတည်ဆုံးခဲ့တဲ့သတင်း။အရာပြင်းငလင်လှုပ်ခတ်အပြီး9လကျော်အတွင်းနိုဝင်ဘာ12ရက်နေ့မနက်ပိုင်းအထိနောက်ဆက်တွဲငလင်242ကြိမ်လှုပ်ခတ်ခဲ့တဲ့တဲ့ ဖန်ဝန်တိုင်ဖွန်းကြောင့်စွစွပေါင်းသေဆုံးသူ၁၈ဦးရှိလာချိန်မှာဖလော်ပိုင်ကယ်ဆယ်ရေးသမားတွေကကယ်ဆယ်ရေးလုပ်ငန်းတွေကိုစတင်ခဲ့တဲ့တဲ့င်းနဲ့ပရီးမီးယားလိပွဲစဉ်၁၇ရက်အကောင်းဆုံးကစားသမားဆိုကမန်စီးတီးတောင်ပိုင်းကစားသမားဒိုကူရရှိတဲ့တဲ့င်းအဆရှိတဲ့တဲ့င်းတွေကိုတင်ဆက်ပေးပါမယ်။ဦးဆောင်ရင်းမုံအနေနဲ့ပြည်ဦးလက်မျိုးမှာရှိတဲ့ရွှေဆိုင်ဒီဇိုင်းဓမြတိုက်ခံရမှုဖြစ်ပွားပြီးဝန်ထမ်းတအူးတည်ဆောင်းခဲ့ရတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ ပြည်ဦးလင်မြို့မှာရှိတဲ့ရွှေဆိုင်ဒီဇိုင်းဓားတိုက်ခံရမှုဖြစ်ပွားပြီးဝန်ထမ်းတအုပ်တည်ဆုံးမှုနိုဝင်ဘာ12ရက်မနက်၈နာရီဝန်းကျင်ကဖြစ်ပွားခဲ့ပါတယ်။ပြူးလင်မျိုးနိုင်စဉ်အနီးမှာရှိတဲ့အောင်စပယ်ရွှေဆိုင်ကိုတနက်ကင်ဆောင်ထားသူအမျိုးသားနှုတ်ကဆိုင်ငယ်တစည်းနဲ့ရောက်ရှိလာပြီးရွှေရည်တွေကိုလူရက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။လူရက်မှုကျုံလွန်သူကိုရွှေဆိုင်လုံခြုံရေးဝန်ထမ်းကဝင်ရောက်ဟန်တာလုံထွေးစဉ်တနက်နဲ့ပြစ်ခတ်ခံခဲ့ရကြောင်းအဆိုပါဝန်ထမ်းဟာတေးဆုံးခဲ့ပြီးတအုပ်ဟာထရားရရှိခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။ အဲ့နောက်တနက်ကင်ဆောင်လူရဲမှုကျွလွန်သူတို့ကိုဖမ်းမိခဲ့ပြီးကြံတူဟာရွှေရည်တွေနဲ့အတူလွတ်မြောက်သွားခဲ့ကြောင်းကျွလွန်သူတွေကိုဖမ်းဆီးရမည်ရေတောင်းရရှိသူတွေကဆောင်ရွက်နေရလို့သိရပါတယ်အရာပြင်းကလေးလောက်ခတ်ပြီး9လကျော်အတွင်းနိုဝင်ဘာ12ရက်မနက်ပိုင်းအထိနောက်ဆက်တွဲကလေး242ကြိမ်လှုပ်ခတ်ခဲ့တဲ့ဆိုတဲ့တဲ့ရင်ကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။မလ28ရက်နေ့က Air Mr. Sky 9ကျော်ရှိခဲ့တဲ့အရာပြင်းကလေးလောက်ခတ်ပြီး ခဏလကျော်အတွင်းဒီကနေ့နိုဝင်ဘာ12ရက်မနက်ပိုင်းအထိနောက်ဆက်တွဲငလင်242ကြိမ်လှုပ်ခတ်ခဲ့တယ်လို့မိုးလေဝသနဲ့ဇလားဗီရညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒီနေ့နိုဝင်ဘာ12ရက်နေ့မနက်9:48မိနစ်ဆက်နက်စက္ကန့်က တာစီမြို့ရဲ့တောင်ဘက်ချောင်းမန်ကန်အကွာကိုဗဟိုပြေးပြီးအနက်30ကီလိုမီတာမှာအင်အား3.3ညရှိတဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့မိုးစလရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ဒါဟာအင်အားပြင်းငလင်လှုပ်ခတ်ပြီးနောက်ဆက်တွဲအဖြစ်242ကြိမ်မြောက်လှုပ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်တန်ကိုနေပြည်တော်မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းမကွေးတိုင်းပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသတွေမှာအများဆုံးထိခိုက်ခံစားခဲ့ရပြီးလူသေဆုံးထိခိုက်ဒဏ်ရာရရှိမှုတွေ လန်ဒရာနေအိမ်စာတင်ကျောင်းတွေအပြင်နှင်းဆက်ပို့ဆောင်ဆက်သွယ်ရေးစားတဲ့ကဏ္ဍပေါင်းစုံမှာ ထိခိုက်ပျက်စီးခဲ့ပြီးဆုံးရှုံးမှုအများအပြားဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတပုတ်ကိုတင်ဆက်ပေးပါမယ်။ဖန်ဝန်တိုင်ဖွန်ကြောင့်စုစုပေါင်းတည်ဆုံသူ18ဦးရှိလာချိန်မှာဖိလစ်ပိုင်ကယ်ဆယ်ရေးသမားတွေကကယ်ဆယ်ရေးလုပ်ငန်းတွေကိုစတင်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကျေးရွာရှာပေါင်းများစွာမှာတက်နေတဲ့ရေတွေပြန်ကျသွားခဲ့ပြီးမုံတိုင်းကျောက်တည်ဆုံသူစုစုပေါင်း18ဦးအထိမြင့်တက်လာခြင်း မြေကုန်ဆက်တွေတန်ကျိုးလော်တွေအုံပြနေတဲ့ကယ်ဆယ်ရေးသမားတွေကဖန်ဝင်တိုင်ဖုန်းမုန်တိုင်းရဲ့အပြည့်စည်းတွေကနေတူးဖို့ရှောက်ခွေးမှုတွေကိုနိုဝင်ဘာ17ရက်ကစတင်လှုပ်ဆောင်ခဲ့ပါတယ်။တနင်္ဂနွေနေ့ပွဲကိုလွမ်းခြုံတိုက်ခတ်ခဲ့တဲ့အင်အားပြင်းတိုင်ဖုန်းဖန်ဝင်ဟာနိုဝင်ဘာ9ရက်ညနေပိုင်းကအရှေ့ဘက်ကန်ယူရန်ကိုဝင်ရောက်တိုက်ခတ်ခဲ့ပြီးသစ်ပင်တွေပြိုကျခဲ့ကရေကြီးရေရှမ်းမှုတွေဖြစ်ပွားခဲ့ပါတယ်။တိုင်ဖုန်းဖန်ဝင်ဟာ ဖိလစ်ပိုင်နိုင်ငံကနေထွက်ခွာသွားချိန်နိုဝင်ဘာ10ရက်မှာမြို့အများပြားမှာရေကြီးရေလျှံမှုတွေနဲ့လျှက်စစ်တမ်းအပြစ်တောက်မှုတွေဇက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။မုံတိုင်းကြောင့်အနည်းဆုံး16ဦးသေဆုံးခဲ့ပြီးပြည်သူ1.3တမ4တန်းဟာဘေးလွတ်ရာကိုတိမ်းရှောင်ခဲ့ရပါတယ်။224ဦးထပ်မံသေဆုံးခဲ့တဲ့တိုင်ဖုန်းမုန်တိုင်းကာမီဂျီဝင်ရောက်ခဲ့ပြီးတဲ့နောက်ရက်ပိုင်းအတွင်းနောက်ထပ်တိုင်ဖုန်းမုန်တိုင်းဖြစ်တဲ့ဖန်ဝန်ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီးနိုဝင်ဘာ10ရက်မှာကာတန်ဒူရာနက်ဂျွန်ကဒေသခံတွေဟာအပြည့်အစည်းတွေကိုစတင်ရှင်းလင်းမှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ ကဲရန်ဒေတာပြည်နယ်ဖြစ်တဲ့အစ်ဘဲလာမှာပြည်သူ6000နေထိုင်တဲ့မြို့တစ်မြို့ဟာနိုဝင်ဘာ17ရက်မှာအကွန်ကြီးတွေပြတ်တောက်နေခဲ့တယ်လို့မြို့ပြကာကွယ်ဌာနပြောရေးဆိုခွင့်ရသူက AFP ကိုပြောပါတယ်။အဲ့လိုပဲပြည်နယ်ရဲ့အင်းကြီးချင်းပြည်နယ်ဖြစ်တဲ့ Novavit Sagara ဟာလည်းအလားတူအကွန်ကြီးမင်းနေတယ်လို့ဆိုပါတယ်။နောက်လာမယ့်24နာရီအတွင်းမူရီချင်း400မီလီမီတာ16လက်မနေပါရွာမယ်လို့တရုတ်တိုင်ပြည်အစိုးရကခန့်မှန်းထားပါတယ်။နောက်ဆုံးသတင်းဒီပုံအနေနဲ့ ပရီးမီးယားလိပွဲစဉ်17ရက်အကောင်းဆုံးကစားသမားဆုကိုမန်စီးတီးတောင်ပံကစားသမားတို့ကိုရရှိခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာပါ။မန်စီးတီးအသင်းရဲ့ဘယ်ဂျီယံတောင်ပံကစားသမားတို့ကိုဟာပရီးမီးယားလိပွဲစဉ်17ရက်အကောင်းဆုံးကစားသမားအဖြစ်ရွေးချယ်ခံခဲ့ရတယ်လို့သိရပါတယ်။ပရီးမီးယားလိပွဲစဉ်17တက်မှာမန်စီးတီးအသင်းကလီဗာပူးကို3ဂိုးပြတ်နဲ့ဂိုးပြတ်အနိုင်ရခဲ့ပြီးအဲ့ဒီပွဲမှာသူကကကိုရိုင်းတကိုးသွင်းယူပြီးတိုက်စစ်ကိုအဓိကဦးဆောင်ခဲ့တာကြောင့်အခုလိုရွေးချယ်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ိုကူဟာပရိသတ်တွေရဲ့ဆန္ဒမဲ40ရာခိုင်နှုန်းအထိရရှိခဲ့ပြီးဆန္ဒလန်ကဘောလက်က27ရာခိုင်နှုန်းချက်စီကဂါနာချိုက20ရာခိုင်နှုန်းတခြားစကားတင်ကစားသမားတွေက9ရာခိုင်နှုန်းနဲ့အောက်သာရရှိခဲ့ပါတယ်ဒိုကူဟာပရီးမီးယားလိရဲ့ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုရရှိတဲ့ဒုတိယမြောက်မန်စီးတီးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပြီးဟာလန်ကပရီးမီးယားလိပွဲစဉ်6ရက်အကောင်းဆုံးကစားသမားဆုရရှိခဲ့တာပါဒိုကူကလီဗာပူးနဲ့ပွဲအပြီးမှာ ပြောင်းပွဲကိုဦးဆောင်နေတဲ့အာဆင်နယ်အသင်းအကြောင်းစဉ်းစားခြင်းမရှိပဲကို့အသင်းရလက်ကောင်းဖို့သာအယုံစိုက်ထားကြောင်းပြောကြားခဲ့ပါတယ်။နိုဝင်ဘာ12ရက်နေ့ညနေ4:00ညနေခင်းသတင်းတွေကိုထိုင်းရထုံးလင်းတင်ဆက်ပေးသွားခဲ့တာပါ။ည8:00နာရီမှာလည်းညပိုင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ရှိရှိပေးခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရရှင်။